လေးကောက်ထိုးလိုက်ပြောကွန်ပျူတာဟိုပုံလေးတီးတယ်အာပြီးတော့ကွန်ပျူတာလေးကတချင်းဆိုတယ်အဲ့ဒါမင်းကဂုံလူရတာတဲ့အဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင် လုပ်ကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကဟိုပြိတက်ရင်ထဲရောက်သွားရလို့ထင်ပါတယ်ရင်ထဲရောက်သွားတော့လေထွေးလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နော်ဖိုလည်းအရန်ကောင်းတဲ့ ID နေပို့ပေးနိုင်တဲ့အတွက်ကြောင့်မကျွန်တော်ဒီဘက်မှာ ဟိုညီမလေးချော့တယ်ဆိုတော့ဟာပို့ပြီးပေါ့လဲဟာကဇက်အရန်မိုက်တယ်အာပြီးတော့ဟိုဒီဇက်လန်းကလည်းကိုပြိုးကအများကြီးသူစဉ်းစားပြီးတော့ဒီဖန်တီးခဲ့တဲ့ဇက်တစ်ခုဆိုတဲ့ခါကျတော့ကိုပြိုးကန်းလန်းလိုက်တဲ့ဟာတန်တော့နဲ့ချမယ်ဆိုတဲ့နေရာကျွန်တော်တို့ကကိုပြိုးပေါ်လုံးဝယုံကြည်မှုတစ်ခုတည်းနဲ့ပဲကျွန်တော်တို့တွားရိုက်မယ်ဆိုတော့ကျွန်တော်တို့ရိုက်ပြီးသားပဲဆိုပြီးတော့ကျွန်တော်တို့တန်တန်ပင်ပင်နဲ့ကျုံးခဲ့တဲ့ပါပါဟုတ် မှန်တယ်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 အမှန်အမှန်တရားပါအဲ့ဒီကကျွန်တော်သူလည်းပြောတယ်ဖြိုးလေးလည်းပြောတယ်ကိုနေတိုးလည်းအဲ့လိုပဲကိုနေတိုးဆိုကိုနေတိုးကျွန်တော်ဒါကူညီလာကျွန်တော်လုပ်ပေးတယ်ကိုနေတိုးကိုနေတိုးဆိုရင်ဘယ်လိုကောင်းလဲကျွန်တော်ရိုက်ပေးမယ်လို့တော့မထင်ဘူးလေအဒီရပြီးအစီအစဉ်ရမ်းမိုက်တယ်ဆိုတော့ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲ့လိုစီပြီးတော့လုပ်ရတဲ့ကားဗျဟုတ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဝေးဘာကြောင့်လဲဒါဟိုတန်ရော ဟုတ်သူလည်းကျွန်တော်လည်းအဲ့လိုရိုက်မယ်ဆိုပြီးတော့စီစဉ်ထားတာတခြားဇက်တစ်ခုဟုတ်တယ်တခုတခြားတစ်ခုတခုတဲနေရတခြားတစ်ခုအဲဒီဒီဟာအရင်ရိုက်ဖြစ်သွားတာအရင်ရိုက်ဖြစ်သွားတာဒီကံမှာတက်ကြည့်မို့အခုကြည့်ပေါ်လေညီမလေးက လေးကိုကားတဲ့ဟာကလေဟိုအဓိကဒီ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 တချင်းရဟိုဟာဥက္ကလယူလာတာပေါ့နော်ပုံစံလေးလောက်ကြမယ်ဆိုတော့အချိန်မှာအဲပုံမှန်လေးပြောလဲရှင်ဒါကဒါကကိုဖြိုးလေးကလည်းသူလည်းတိတ်မလောက်တတ်ဘူးပေါ့နော်ကိုဖြိုးဆိုလို့ရှင်တော့ပုံဆိုးတာပေါ့ဆိုတော့ကကြောင့်ဒီကနေ့နည်းနည်းနီးနီးနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေရပါဗျာသိရမလားတုံးရောက်မဲခွန်းလဲတယ်ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရာလေကျွန်တော်လုံမယ်လို့ဆိုတော့โอเคဆိုတော့ပန်းလေးကောက်ထိုးလိုက်ပြီးတော့ကိုဖြိုးကဟိုပုံလေးတီးတယ်အာပြီးတော့ကိုဖြိုးလေးကတချင်းဆိုတယ်မင်းကဂုံလူရတာလေ အဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင် လုပ်ကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကဟိုပြိတက်ရင်နဲ့ရောက်သွားတယ်လို့ထင်ပါတယ်ရင်နဲ့ရောက်သွားတော့လေထွေးလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နော်ဖော်လည်းအရန်ကောင်းတဲ့ ID နေပို့ပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်မှာဟိုကညီမလေးကိုချော့တယ်ဆိုတော့ဟာပို့ပြီးပေါ်လင်တာပေါ့နော်ပုံစံတယောက်တစ်မျိုးစီပေါ့ပုံစံတယောက်တစ်မျိုးစီအပြင်မှာလည်းကျွန်တော်တို့ကဟိုအခုမှတွေ့ဘူးတဲ့လူလည်းမဟုတ်ဘူးအပြင်မှာလည်းဟိုဘယ်လိုပြောပြရမလဲဘယုတ်ဒုက္ခပေါ့ဟိုပေါ့ပေါ့ပါပါနေကြတာပေါ့ဘယုတ်ဒုက္ခဆိုတာအခုပေါ့ပေါ့ပါတကယ် ဘယ်ပဲမယ်ဒီမှာဆိုလဲတိုင်ရွန်ဆိုလဲဒါကျွန်တော်ကျွန်တော်နာမည်ရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်ဖွဲ့တွေကကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ကရန်တောင်းချမ်းကြတာပေါ့နော်တယောက်ပဲဆိုတော့ဒါဒါဖြူလေးဆိုလာတယ်ကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ကထွေတူးမဟုတ်ဘူးတကယ်လို့ဒါကျွန်တော်ကျွန်တော်ညီဟုတ်အေးစိပဲအဲ့တော့ဒီကအရင်လဲဟိုမိုက်သွားတာပေါ့နော်တကယ်ဟိုကိုပြောရလဲလုံးဝ item ကိုအဲ့လိုမျိုးဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့ချက်ချင်းပြောရတယ် သူဒီပုံစံလုပ်မယ်ဒီပုံစံလုပ်မယ်သူမကြိုက်ရင်လည်းချက်ချင်းပြောတယ်ဒါကျွန်တော်စီနီယာတောက်အနေနဲ့ကျွန်တော်နားထောင်တယ်ဟုတ်ပြီအဲ့လိုလုပ်အဲ့လိုမျိုးချသွားတော့ဒီဒီဒီညီကို၃ယောက်ကအပြစ်မှလည်းဒီအွန်စင်းမဟုတ်ဘဲနဲ့အပြစ်မှလည်းဒီလိုဒီလိုပုံစံလေးသွားခြင်း instruction ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှလည်းအကူကြီးတယောက်ကညီငယ်တယောက်ကလွှမ်းမိုးတဲ့ပုံစံတော့ပေါ်သွားအကွက်တိဖြစ်သွားတာ